မြန်မာနဝချင်းနယ်ကိုအစင်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ်ယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာမဟိခန်ဥဒ္ဒါတိပါရေးသားထားတဲ့မန္တလေးထူးမောင်နဲ့ဒိုင်းနဲ့ရှင်ကြော်ထင်ဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အိုးရဲ့အသက်ကိုလောင်းကြီးထက်ထားရတဲ့တိုက်ပွဲမှာ ရန်သူဘက်ကဒေါ်ချင်းညိုရဲ့လှည့်စားမှုကြောင့်အချင်းချင်းအထင်မြဲလွဲမှားခဲ့ကြပြီးဦးတော်မဟာအတူတူတိုက်ပွဲဝင်ခဲ့တဲ့မိစေတူဦးဖြစ်တဲ့တော်ပုံကြီးရဲ့တနက်တရာကိုရထားလိုက်တယ်။ဒါပေမဲ့လည်းသူကတော်ပုံကြီးကိုအသက်ဘေးအကဲတင်ပေးလိုက်တဲ့အပြင်ဒဏ်ရာရနေတဲ့ကြားရခခိုင်းသားတွေကိုဆက်လက်တိုက်ခိုက်နေခဲ့တယ်။ထူးမောင်ကလည်းဦးဝင်းစီကိုမရောက်ခင်ဦးတော်မရိုးရဲ့အဖြစ်အပျက်တွေကို နောက်ပြန်လှည့်ကြည့်နေမိတယ်။အဲဒီလိုအလင်းကအကြုံတဲ့အခါမှာတော့ဓာတ်နဲ့ရှယ်ကျော်တဲ့က ထူမောင်ကိုတိုက်ခိုက်ဖို့နောက်ကျောကိုဓာဦးနဲ့ချိတ်ရွယ်ပြီးရောက်ရှိလာခဲ့တယ်။ထူမောင်နဲ့ကျော်ထရရန်ညုံမရှိဘူးဆိုပေမဲ့ကျော်ထရကကြေးစားတူဖြစ်တာကြောင့်မြေအောင်အဖွဲရဆစ်လွတ်လိုက်ခြင်းဖြစ်ပါတယ်။ထူမောင်ရဲ့ခေါင်းကိုဖြတ်နိုင်ရရှိရမယ့်စုကြီးတွေကတန်ကြီးမြင့်တဲ့အပြင်ရက်ခခိုင်းကလည်းစုတော်ငွေချင်းမြင့်မောင်မို့ရရှိတဲ့အခွင့်အရေးကိုအမေရဆုတ်ကမီထူမောင်ရဲ့နောက်ကျောကိုသူ့ရဲ့ဓာတ်နဲ့ပန်းခုတ်လိုက်လိမ့်တယ်။ဒါပေမဲ့လည်းဓာတ်ကျဲခုံပြီးတဲ့အသက်တစ်ခုထွက်ပေါ်လာခဲ့ပြီး ထုမောင်ဟာရှောင်ထွက်လိုက်ရတယ်။အဲနောက်ထုမောင်ရဲ့မျက်နှာအတက်သွားတဲ့ပုံစံမျိုးမျိုးတွေ့လိုက်ရတယ်။ထုမောင်ဖို့ခွန်အားတွေရရှိသွားတာက သူ့အတက်ကိုကယ်လိုက်တဲ့အတွက်ကြောင့်မဟုတ်ပဲဆရာဖြစ်သူကိုကိုညီကယ်တင်မိမဲ့တခြားလူနှစ်ယောက်ရောက်ရှိလာခဲ့တယ်။သူတို့ကတခြားမဟုတ်ပဲနဲ့ကိုဌာနတန်တဲ့ဓာတ်ကိုဆင်ရင်ပေးတဲ့ဗဘဲဆရာကြီးဦးတန်ခင်နဲ့ခောက်ရမ်းပြူဆိုတဲ့မင်းကလေးတို့ပဲဖြစ်ပါတယ်။ဦးတန်ခင်ဟာတေးတက်လှပတဲ့ဓာတ်တစ်ချောင်းနဲ့ ကျော်ထင်းရဲ့ဓာတ်ကိုခုခံခြင်းဖြစ်ပြီးသူ့ရဲ့ကိုပါဖြစ်တဲ့လံငါလုံးလောက်အပြားရှိတဲ့ဓာကြီးနဲ့ကျော်ထင်းရဲ့ဓာတ်နောက်ကိုရိုက်ထုတ်လိုက်တယ်။ဒီအချိန်မှာမျက်လုံးကိုတော့ဖော်ပြီးခေါင်းမိချုံထားတဲ့ခေါရဲကျူဆိုတဲ့မိန်းကလေးကကျော်ထင်းရဲ့ရင်ဘတ်ကိုလံငါချောင်းနဲ့စောက်တုံးလိုက်တယ်။ဓာတ်နဲ့ရှဲကျော်ထင်းဟာခဝဝဲအထိလွှတ်ထွက်သွားပြီးသူ့ရဲ့ဓာတ်ကိုတဲမြေပြမှာထောက်လို့အာအာသိမ့်နေတယ်။မျက်လုံးတွေကလည်းခေါရဲကျူဆိုတဲ့မိန်းကလေးကိုစူးစိုက်ကြည့်နေခဲ့တယ်။ ကိုးဌာနတန်တဲ့ဓာတ်အစီအောင်မီထူမှာဆရာတော်ပြီးခဲ့တဲ့ဓာတ်လောကတန်တဲ့ထက်တာပဲကွရော့ဥဝင်ရဲ့တန်တုံကြီးကိုစီရင်ထားတဲ့ဓာတ်နဲ့ဥဝင်ရဲ့အသက်ကိုကဲ့ပြီးတော့ဥတန်ငယ်ဟာအန်နီယာတွေကြားထုံမောင်နဲ့အတူစ조사စီရင်ခဲ့ပြီးမအောင်မြင်သေးတဲ့ကိုဌာနတန်တွေတောင်းယခုအောင်မြင်ပြီဖြစ်လို့ထုံမောင်လက်ထက်ပြစ်ပေးလိုက်တယ်။ထုံမောင်ကလည်းဥဝင်အမြဲကင်တဲ့တန်တူရင်းလေးကိုပြုတ်လုထားတဲ့ကိုဌာနတန်တွေတောင်းကိုကင် ။မြင်းရည်ပြည်အထက်မှာရှိတဲ့လေးတိုင်စင်ကြီးပေါ်မှာလှမ်းမြင်နေရတဲ့ဥဝင်ကိုကြည့်လိုက်တယ်။အဲနောက်ချစ်ရဖြောက်သွားတတ်တဲ့ခရမ်းပြုံမင်းကလေးကိုယ်တိုင်တိုက်ပွဲကြားကိုရောက်လာခဲ့တာအတွက်အနှဲငယ်ထူးဆန်းတယ်လို့တွေးနေရင်တော်ပုံကြီးကဥသောမအကိုတွဲပြီးတော့ထူးမောင်ရဲ့အနီးကိုရောက်လာခဲ့တယ်။ဥတန်ငယ်ကလည်းဥသောမအကိုပြန်လဲတွဲဆုံတဲ့အချိန်ဒံယာကိုမြင်ပြီးစိတ်မကောင်းဖြစ်သွားခဲ့တယ်။နှစ်ဦးသားပြေးဖက်လိုက်ပြီးတော့ပွဲတော်လှပြီးတန်ငယ်ငါတို့တန်ငယ်ချင်းငဝင်ကိုကဲထုတ်ရအောင် ဦးတော်မဦးတန်ငယ်ပေးထားတဲ့ပိတ်တာ20လောက်လေးတဲ့တန်တူကြီးကိုချစ်ချစ်ပါအောင်ဆုပ်ရင်ပြောလာတယ်။တော်ပုံကြီးကလည်းမိမိလှည့်စားခင်ရပြီးဦးတော်မကိုတနက်နဲ့ပြင်မိတဲ့အတွက်အပြစ်ရှိတယ်လို့ခံစားနေရတယ်။ထူမောင်ကတော့ခောင်ရမ်းဖြူဆိုတဲ့မင်းကလေးကိုတိတ်ကြံခဲ့ဘူးသူလို့ခံစားမိဟန်နဲ့အကက်ခတ်လို့မင်းကလေးကတစ်ဖက်ကိုလှည့်နေတယ်။ဒီအချိန်မှာပဲရက်ခအဖွဲကအကူအညီတောင်းထားတဲ့တခြားအစွမ်းထက်တဲ့ခိုင်းသားတွေကအုပ်စုလိုက်ချီတက်လာခဲ့တယ်။ဒါပေမဲ့ဓာတ်နဲ့ရှင်ကြော်ထင်က ဓာတ်ကိုထမ်းပြီးနောက်ကိုတစ်ချက်လှဲကြည့်လိုက်ကဥဝင်ကိုကွက်မြက်မဲ့လေးတိုင်စီဘက်ကိုသွားနေတယ်။တဖက်ရန်သူတွေကတစ္ဆယူဘခိုင်းခွဲတစ်ခုဖြစ်တဲ့နဂါအဖွဲကနဂါနီနဲ့နဂါနဲ့ဆိုသူနှစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီလူနှစ်ယောက်ကအလုံးထက်အရမောင်းရှိပြီးခတ်ထန်တဲ့အကြည့်တွေနဲ့ထူးခြားတဲ့လက်သေးရှိတွေကိုပါဆိုင်ထားတယ်။ဒါအပြင်လက်ဝဲခိုင်းကဖုတ်ရစာတာတီးဟာလူသေးထဲတဲ့အခေါင်တလုံးကိုထမ်းပြီးတော့သူနဲ့အဖွဲတူတဲ့တန်ညိုးရှင်တာတီးရဲ့ဘေးမှာရက်နေတယ်။ တခြားတစ်ဖွဲ့ကလည်းမဲတော်လေးပါးကားရမဲတော်တစ်ပါးရဲ့ညာလက်ရုံးဖြစ်တဲ့ပညာတဲ့ဒေါ်ချင်းညိုနဲ့စုံမနှစ်ယောက်တို့ဖြစ်ပါတယ်။ gain အပေးယူတစ်ခုလောက်အောင်မန်းနဲ့ထူးမမင်းရဲ့ပရပိုက်ကိုပေးမလား။ဦးရဲ့အတက်ကိုတစ်ဖက်ရန်သွားစကားမဆုံးခဲ့မှာပဲ။ထူးမောင်ကဒေါသတကြီးနဲ့ဓာတ်ကိုဟွေရလိုက်တဲ့အတွက်တန်တေဓာတ်မိတော့တွေထွက်ပေါ်လာပြီးရန်သူတွေကိုလည်းအနှဲငယ်မိဟက်သွားစေခဲ့တယ်။ရန်သူတွေကအနောက်ကိုအနှဲငယ်ဆုတ်သွားကြတဲ့အခါမှာတော့ ထူးမောင်ကိုကူညီကြမဲ့အဖွဲ့ကမိမိတို့ရဲ့တာဝန်တွေကိုအမြန်ဆုံးတတ်မှတ်ကြတယ်။ထူးမောင်ကိုတန်တီဒါလာပေးတဲ့ဦးတန်ကခိုင်းချင်းတူရင်ပညာချင်းရိပ်မိနိုင်တယ်။ငါမင်းတို့လက်ဝဲကဖောက်ရစာနဲ့သုံးကျိုးရှိကိုတာဝန်ယူတဲ့ခောင်ရဲဖြူ။မင်းကတော့ကြီးညိုတော့မဲတော့လေးပါခိုင်းသားတွေနဲ့ရင်ဆိုင်နိုင်မလား။ခောင်ရဲဖြူဆိုတဲ့မိန်းကလေးကအစွတ်ထပညာတဲ့ဖြစ်လို့ယခုအခါမှာလက်ဝဲကိုင်းရထွက်ခဲ့ပြီဆိုပေမဲ့ ်ဦးတော်မရဲ့စကားကြောင့်ခက်ဆက်ဆက်လေးပြဲကြည့်တယ်။ပြီးမှတပ်ပွဲရဲ့အခြေအနေကိုသုံးသပ်ပြီးလက်ခံတဲ့သဘောနဲ့ခေါင်းငိတ်ပြလိုက်တယ်။ဒီခါမှာဦးတော်မကတူကြီးကိုမျှောက်ရမ်းပြီးတော့နှကားနှကောင်တွေ့ကြပြီပေါ့ကွာ။နှစ်ယောက်နဲ့တစ်ယောက်၊သုံးယောက်နဲ့တစ်ယောက်စသဖြင့်အိမ်အားမမျှအောင်ဆိုပေမဲ့လည်းရန်သူကို ထိတ်တရေဆိုင်မို့ခွန်းနဲ့ချပြီးကြလိုက်ပြီ။ထူမောင်ကအစိတ်ဒဏ်ရာရနေတဲ့ကြားလမ်းမှာလည်းတိုက်ပွဲတွေကိုရင်ဆိုင်ခင်းရတဲ့အတွက် အလောက်ထပ်ပို့ပြီးပင်ပန်းခဲ့တယ်ဆိုပေမဲ့လည်းဦးဝင်ကိုတိုက်ဝဲကြကဲထုတ်ဖို့ပဲတာဝန်ယူလိုက်တယ်။ဒီကိစ္စကမလွယ်တဲ့အပြင်ဦးဝင်ဘေးမှာလည်းရက်ခတ်မဲ့ဦးကြောင်လုံးနဲ့ဓာတ်နဲ့ရှင်ကြော်ထင်တို့လိုအစွမ်းအထက်ဆုံးပုံကိုယ်တွေရှိသေးတယ်။ဘလို့ပဲဖြစ်ဖြစ်တိုက်ပွဲကြီးကပြင်းထန်တော့မှမို့ထူးမောင်လည်းမြင့်မော်တက်ပြီးဦးဝင်ရှိရကိုသွားလိမ့်တယ်။တော်ပုံကြီးကသူ့ရဲ့တပ်ဖွဲ့ကိုဦးဆောင်ပြီးရက်ခတ်အဖွဲ့သားတွေကိုတိုက်ခိုက်လို့ထူးမောင်ကိုလမ်းရှင်းပြီးတော့တယ်။ အားလုံးထဲမှာအင်အားကြီးပြီးအရေးပါတဲ့ဥသောမကိုဒဏ်ရာရအောင်ပြုလုပ်မိတဲ့အတွက်စိတ်မကောင်းဖြစ်နေတယ်။ဒါပေမဲ့လည်းဥသောမသူထွက်နေတဲ့တနက်ဒဏ်ရာကိုတော့ဂရုမစိုက်ပဲငကားနီနဲ့ငကားနဲ့တို့စီကိုဥတီလို့တန်တူကြီးကိုဒရွတ်တိုက်ဆဲသွားတယ်။ငကားနီနဲ့ငကားနဲ့ဆိုသူကလည်းဥသောမစီကိုပြေးဝင်သွားကြတယ်။အဲဒီနောက်မှာတော့ငကားနီဆိုသူကသူ့ရဲ့ခြေထောက်ကိုမြှောက်ပြီးဥသောမကိုကန်ထုတ်လိုက်တဲ့အခါမှာဥသောမကဘလက်ချန်နဲ့ရိုက်ဖထုတ်ကောက်ွယ်လိုက်လိမ့်တယ်။ တပြားနဲ့တည်းမှာပဲသူ့ရဲ့တန်သူကြီးနဲ့နဂါလက်ဆိုသူရဲ့နဂါလက်သေးကုတ်ချက်တွေကိုခုခံလိုက်တယ်။နဂါနေနဂါနဲ့တော့နဂါအဖွဲဟာထိတ်သေးအင်အားကြီးပုဂ္ဂိုလ်စင်းဝင်ဖြစ်လို့တိုက်ခိုက်တဲ့အခါမှာလည်းကြွဲကျင်လာတယ်။တချိန်ကဥတော်မရာစုမှုရာလို့မရခဲ့ဘူးဆိုပေမဲ့လေဥဝင်နဲ့ဥတန်ငယ်တို့တက်အဆွက်ထက်တဲ့အပြင်အဖွဲ၅ခုရဲ့ပညာတွေကိုလေ့လာခွင့်ရခဲ့တဲ့သူဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမှာတော့မြောက်ရှင်းလင်းရခြေစားတူဦးဖြစ်ပြီး ဓာတ်နဲ့ရှင်ကြော်တင်တဲ့ခေါင်ရဖြူတို့လိုအစင့်မြင့်ပညာတဲ့ဖြစ်လို့ပေါ့တေးတေးမဟုတ်ဘူး။ဒါပေမဲ့ဒဏ်ရာကသွေးတွေစီးကျနေတဲ့အတွက်အနှောက်အယှက်ဖြစ်နေတယ်။အာနာချက်ကိုမြင်သာနေတဲ့အတွက်ငကားနီနဲ့ငကားနဲ့တို့ကအင်တိုက်အတိုက်ဖိပြီးတိုက်ခိုက်ကြတယ်။ဥတော်မလည်းဝဲရနှစ်ဖက်ကညှက်ပြီးတိုက်ခိုက်လာတဲ့ငကားနီငကားနဲ့တို့ကိုအလေးအမြတ်ခုခံနေတယ်။တစ်ဖက်ကဝင်လာတဲ့ငကားနီဆိုသူကိုတစ်ချက်ခုန်ပြီးတူကြီးနဲ့ရိုက်လိုက်တော့ငကားနီဆိုသူက လက်ကျန်နှစ်ချောင်းနဲ့ခုခံမင်းအနောက်ကိုရောက်ထွက်သွားတယ်။ဒီအချိန်မှာပဲနဂါးနဲ့ဆိုသူရဲ့လက်သေးသုံးချောင်းကဥတော်မရဲ့နောက်ကျောဘက်ကတနက်ထင်ရတဲတဲ့ကိုဥတီပြီးကုတ်ချစ်မိသွားတယ်။ဥတော်မလည်းနဂါးနဲ့ရဲ့ရင်ဘက်ကိုတန်တူယိုကြည့်နဲ့လက်ပြန်ဆောင်းလိုက်ပြီးနှစ်ယောက်ဝိုင်းထားတဲ့ဂျာကားမှာထွက်လိုက်တယ်။ဒံယာပေါ်မှာဒံယာတစ်ခုထက်ဆင်းရတဲ့အတွက်နာကျင်မှုပြေးထန်လာတဲ့အပြင်ရတဲ့ကုတ်ချက်မှာလည်းအစိတ်တွေပါနေတာကိုသတိထားလိုက်မိတယ်။သူ့ရဲ့တန်သူကြီးကိုဆွဲမြောက်ပြီးတော့ ရန်သူကိုထပ်မံရင်ဆိုင်မှုဟန်ပြလိုက်တယ်ဆိုပေမဲ့အစိတ်တရားနဲ့သွေးထွက်လုံနေတာကြောင့်တစ်ချက်ရန်သွားတယ်တော်မရရလားငါ့ကိုမပူနဲ့တန်ငယ်မင်းဟာမင်းခယူဆိုင်မင်းပေးတဲ့တန်တို့ကြီးကိုနာသိတွေ့ငါဘာမှမဖြစ်ဘူးဘဘဲဆရာကြီးဥတန်ခေကတုံချိုးရှင်တာရင်းနဲ့အတူတူတိုက်ခိုက်ရင်တငယ်ချင်းဖြစ်သူကိုစိုးရိမ်တကြီးလှမ်းပေးလိမ့်မယ်ဥတန်ခေရင်ဆိုင်နေရတာကနမဲကျော်လက်ဝဲကိုင်းကတာရင်းနဲ့တာတီးတို့ဖြစ်ပြီးတော့ တုံးကျိုးရှယ်တာတယ်ဆိုသူကလည်းခမန်းရခလာတဲ့ပညာတွေကိုထုတ်သုံးတတ်တယ်။လက်ထဲမှာလည်းအဖြူအနီနဲ့ဆက်ကျိုးတုံးချောင်းကိုဆက်ဆက်ထုတ်သုံးနိုင်ပြီးတော့လို့တလို့အသုံးပြုနိုင်တယ်။တာတီးရဲ့တိုက်ခတ်မှုတွေကတာမန်မြေတွေ့ရတယ်ဆိုပေမဲ့လည်းလျှောက်ကွက်တစ်ခုဖြစ်နိုင်တဲ့အတွက်ဥတန်ငယ်သတိထားနေရတယ်။ဥတန်ငယ်ကလက်ငါလုံးလောက်အပြားရှိတဲ့ထက်လာစွာသောသူ့ရဲ့ဓာကြီးကိုခက်ဆက်ဆက်ကိုင်ရန်သူရဲ့အနေထားကိုစောင့်ကြည့်နေတယ်။တုံးကျိုးရှယ်တာတယ်ဆိုသူက ပထမဆုံးသူ့ရဲ့အနီးအောင်ဆက်ကြောလဝနှစ်ဖက်ကတလန်လောက်ဆွဲယူပြီးတော့ကြောက်ဖို့တခုလိုကစားရဲ့အနီးကိုတိုးကပ်လာတယ်။အဲနောက်မှာတော့ရုတ်တရက်ဆက်ကြိုးတန်းကိုဥတန်ငယ်ရှိရာစီကိုပြစ်လွတ်လိုက်တယ်။ဥတန်ငယ်ရဲ့ခန္ဓာကိုရစ်ပတ်ဖမ်းချုပ်နိုင်တယ်ဆိုပေမဲ့ဥတန်ငယ်ကအနောက်ကိုခုန်ရှောက်ပြီးမှသူ့ရဲ့ဓာကြီးနဲ့ဆက်ကြိုးကိုရစ်ပတ်ပြီးမြေပြင်မှာခုတ်ချလိုက်တယ်။ဆက်ကြိုးကအပမိုင်းပြတ်ထွက်သွားတယ်ဆိုပေမဲ့လည်းတခုနဲ့တခုဆက်သွားပြီးတော့အကောင်ပကတိအတိုင်းဖြစ်သွားတယ်။ ဒါနဲ့အခုတ်ခံလိုက်ရတဲ့မြေပြင်ရတာရှေ့နှစ်လက်သုံးလက်လောက်ပတ်ကြားအပ်တယ်လို့ဖြစ်သွားခဲ့တယ်။အဲဒီနောက်မှာတော့အဖြူအောင်ဆက်ကျိုးတဲ့တခုကအရှိအအနီအောင်ဆက်ကျိုးတွေနဲ့နှစ်ကျိုးလိမ်ပြီးတော့ဥတန်ငယ်ရှေ့ဟာစီကိုဝင်လာပြန်တယ်။ဒီဒီချိန်မှာတော့ရစ်ပတ်ချင်းမျိုးမဟုတ်ပဲအပေါ်စီကကျိုးနဲ့ရိုက်ချခံလိုက်ရတယ်လို့ဖြစ်ပြီးဥတန်ငယ်ကဘေးကိုရှောင်ထွက်လိုက်ရတယ်။ဆက်ကျိုးတန်းထိသွားတဲ့မြေပြင်ကအငွေ့တစ်ထောင်းထောင်းထွက်ပြီးတော့မင်းနဲ့သွားတဲ့အထိဆွအားကြီးသွားတယ်။ ိုင်နာမှာတော့ဥတန်ကဲကိုထပ်မဲ့ရိုက်ခတ်တဲ့အတွက်ဒီတစ်ချိန်မှာတော့မရှောင်တော့ပဲဓာတ်ကိုအသွားတဲတဲ့ခံပြီးပြန်လဲရစ်ပတ်လိုက်လိမ့်တယ်။ဆက်ကျိုးတွေကဓာတ်ကြီးကိုရစ်ပတ်ထားပြီးတော့မြေဖွားဖွားကျတဲ့အထိပြေးထန်တဲ့အားနဲ့ရုန်းကန်တယ်ဆိုပေမဲ့ဥတန်ကဲကစောင့်ဆဲလိုက်တဲ့အခါမှာဒါတွေလဲဆက်ကျိုးတွေလွတ်ပြီးစိုက်ထုတ်ထုတ်နဲ့ပါလာခဲ့တယ်။ဒီခိုက်မှာပဲဖောက်ရစာတာတီးဆိုသူကဥတန်ငယ်ကိုအနဲ့ရအောင်ပြမုံတွေနဲ့ပတ်တော့မျက်လုံးကိုစုံမိတ်ပြီးရှောင်လိုက်ရတယ်။ ပြာမုံနေထိမိတဲ့အသားကလည်းအနှဲငယ်ပူဆက်သွားတဲ့အတွက်မျက်လုံးကိုထိကန်းစင်နိုင်လောက်တယ်။ရုတ်တရက်တိုက်ခိုက်မှုတွေကြားရရမိမိကိုကိုကာကွယ်ရေးဥဝင်စီသွားနေတဲ့ထူးမောင်ကိုလည်းလှမ်းကြည့်လိုက်တယ်။ထူးမောင်ကလမ်းတစ်လျှောက်ရက်ခအဖွဲသားတွေကိုကိုဌာနာတန်တဲ့ဓာတ်တစ်ချောင်းနဲ့ရှင်းလင်းပြီးတော့ညီကြီးမိုးမောင်နဲ့အတူတူတောင်မြင်ဘွားကနေမြစ်တစ်လျှောက်နှင်လာခဲ့တယ်။ထူးမောင်ရဲ့လမ်းကအနောက်ဆက်တွေကိုလည်းတော်ပုံကြီးကရှင်းလင်းပေးနေတယ်ဆိုပေမဲ့တာမန်လူနဲ့အဆွတ်ထက်တဲ့သူဖြစ်နေလို့ ခေါင်ရည်ပြူဆိုတဲ့မိန်းကလေးကိုယ်တိုင်ဝေရောက်ကောက်ွက်ရှင်းလင်းပြတော့တယ်။ထူမောင်ကမိမိရဲ့မန်းနဲ့အစွမ်းတွေကိုအသုံးပြုပြီးကြော်ဖြတ်နိုင်မိမဲ့လေ။အဓိကဖြစ်တဲ့အစ်စ်မြဲရန်သူတွေကိုရင်ဆိုင်ရအောင်ပါဆိုတော့ခွားအကိုချွေတာပေးနေခြင်းဖြစ်ပါတယ်။တစ်ဖက်ကစောင့်နေတဲ့လူတွေကဓာတ်နဲ့ရှည်ကြော်ထင်းနဲ့ရက်ခခိုင်းဆောက်ဘလူးမင်းဦးကြောင်လုံးတို့ဖြစ်ပြီးတော့မန်းနဲ့အစွမ်းတွေကိုအကန့်အသတ်တစ်ခုမရအောင် ခေါင်ရည်ပြူကိုယ်တိုင်ထူမောင်ကိုကောက်ွက်ပေးနေခြင်းဖြစ်ပါတယ်။ တော်ပုံကြီးကလည်းမိမိရဲ့အဖြစ်အကျွေးတွေကိုအသက်ပေးလို့ဆက်ခက်မယ်လို့ဆုံးဖြတ်ထားပြီးတော့ဒံယာတွေကြားတဲ့ကဆက်လက်တိုက်ပွဲဝင်နေတယ်။ဒီချိန်မှာတော့ခေါရမ်းဖြူဆိုတဲ့မင်းကလေးရဲ့အရှိကိုအမတ်မထင်စုံမနှစ်ယောက်ပေါ်လာပြီးစတင်တိုက်ခိုက်တော့တယ်။စုံမနှစ်ယောက်တို့ကမဲတော်လေးပါးခိုင်းရဒေါ်ချင်းညိုရဲ့တပည့်မနှစ်ယောက်ဖြစ်ပြီးတော့မင်းကလေးချင်းဖြစ်တဲ့အတွက်ခေါရမ်းဖြူကိုအထိမ်မြန်သိပြီးထိတ်တရဲဆိုင်လာတဲ့စုံမနှစ်ယောက်ကိုခေါရမ်းဖြူကလည်းခက်အေးအေးကြည့်လိုက်တယ်။ဒီချိန်စုံမနှစ်ယောက်ကခေါရမ်းဖြူကိုတိုက်ခိုက်ဖို့လက်တွေအော ကောင်းငင်ပေါ်စီမြှောက်လိုက်ကြတယ်။အဲ့ဒီအချိန်မှာပဲခေါရမ်းဖြူစုတဲ့မင်းကလေးကရုတ်တရက်ပြောက်ွယ်ပြီးဆုံးမနှစ်ဦးရဲ့အနောက်ကိုရောက်နေခဲ့တယ်။ခေါရမ်းဖြူစုတဲ့မင်းကလေးရဲ့ချွန်ထက်တဲ့လက်သေးရှိတွေကသွေးတွေစီးကျနေပြီးအဝါရောင်အလင်းဆက်တချို့ကလည်းတစ်ဖက်ဖက်လက်ကလက်နှစ်ဖက်မှာရှိတဲ့သွေးတွေကိုဆုပ်ယူသွားလိမ့်တယ်။ဒီအခါမှာဆုံးမနှစ်ယောက်ကခေါရမ်းဖြူကိုလှည့်ကြည့်ပြီးမှတအိုးတအိုးချင်းထိတ်လန့်ကြောက်ရွံ့နေတဲ့မျက်လုံးတွေနဲ့လဲကျသွားခဲ့တယ်။သူတို့ရဲ့လက်ဝဲမှာလည်း လက်သေးရအပေါက်ကြီးတွေရှိနေပြီးတော့သွေးတွေအိုက်ထက်သွားခဲ့တယ်။ခေါင်ရပြူဆိုတဲ့မင်းကလေးကိုရှောက်တက်ပြီးတဲ့ဆုံးမနှစ်ယောက်ဒီကုန်းချုပ်သွားခဲ့ကြလိမ့်မယ်။မြေအောင်ရှင်းလေးရေဆိုတဲ့အင်္ဂလိပ်အစိုးရရဲ့လျှို့ဝှက်အဖွဲ့အစည်းမှာအစ်စ်မြင့်ပညာတဲ့ဆဲရောက်တာထားရှိပြီးတော့ခေါင်ရပြူကတူရဲသောမင်းကလေးအဖွဲ့ဝင်ဖြစ်ခဲ့တယ်။အမည်အဖြစ်လှပကြော့ရှိနေတဲ့ခန္ဓာကိုယ်နဲ့သပင်းရှိတွေကိုကြည့်ပြီးအားနည်းတဲ့မင်းကလေးတူလို့ထင်မရတဲ့ဆိုပေမဲ့သူ့ရဲ့အလင်းလိုက်တွေနဲ့လက်သေးရှိတွေက အသက်ကိုနှုတ်ယူသွားနိုင်တဲ့အထိအဆန့်ထက်လာတယ်။ဒီအချိန်မှာပဲခေါင်ရက်ပြူဆူတဲ့မင်းကလေးရဲ့မျက်နှာအနီးကိုကြီးကတကောင်တဟုန်တို့ပြတ်တမ်းလာခဲ့တယ်။အနက်ရောင်အခုံးငွေတွေတောင် ထွက်နေတဲ့ကြီးကန့်ကိုမြင်လိုက်တာနဲ့ခေါင်ရက်ပြူဆူတဲ့မင်းကလေးကနောက်တလန့်အနှဲငယ်ခွာဆုပ်ပြီးမျက်နှာကိုလက်နှစ်ဖက်နဲ့ကလိုက်တယ်။ဒီအခါမျက်နှာရှိမှမျက်လုံးကျိမ့်လောက်အောင်ဆူရှတဲ့အလင်းနှံတွေကဖြောက်ထွက်လာပြီးတော့တွန်းကန်အားတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ရံမူလာတဲ့ကြီးကားကလည်းမြေပေါ်မှာချက်ချင်းကျတာနဲ့ ဒေါ်ချင်းကျူဆိုတဲ့ပညာတဲ့မိမကြီးအဖြစ်ပြောင်းလဲသွားခဲ့တယ်။နာနာယုတ်မှော့အတက်ကိုတစ်ဖက်ကခတ်တဲ့အပြင်မဲတော်လေးပါးခေါင်းဝင်တူလည်းဖြစ်ပါတယ်။တက်ခိုက်တဲ့အခါမှာလှည့်စားတက်တဲ့အတွက်တတိထားသိတဲ့ရန်သူတူသူ့ရဲ့တပည့်မနှုတ်ကိုတတ်လိုက်တဲ့အတွက်လဲခေါင်းရဲ့ဖြူကိုမကျင်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်။ဒေါ်ချင်းကျူကလက်တစ်ဖက်မှာပြောင်းမှုဘက်ဆစ်လိတ်ကြီးကိုဖွားလိုက်သေးတယ်။အဲဒီအချိန်မှာခေါင်းရဲ့ဖြူကထူးမှန်ကိုကိုညီရမှာမို့အချိန်ဆွဲမနေတော့ပဲဒေါ်ချင်းညိုကိုစတင်တက်ခိုက်တော့တယ် ထုံးစံအတိုင်းဒေါ်ကြီးညိုရဲ့လက်မျိုးကိုလက်သက်ရီနဲ့ထိုးပေါက်တက်ခတ်လိုက်တယ်။ခောင်ရံပြူရဲ့တက်ခတ်မှုတွေကထိမိတယ်လို့ထင်ရပေမဲ့ဒေါ်ကြီးညိုကပျောက်ကွယ်သွားပြီးတော့ငှက်တောင်မဲမဲတစ်ချောင်းမဲကြက်ရိတ်ခဲ့လိတယ်။ရုတ်တရက်ခောင်ရံပြူရဲ့နောက်ကျောကနေဒေါ်ကြီးညိုပေါ်လာပြီးခေါင်းကိုဆစ်လိုက်မိနဲ့တောက်ချလိုက်တယ်။ခောင်ရံပြူကမတိလိုက်ပေမဲ့ဆစ်လိုက်မိကရစ်တစ်ခွက်နဲ့လောင်းလိုက်တယ်လို့ငြင်းသွားတဲ့အတွက်ဒေါ်ကြီးညိုရဲ့အကြက်စီတွေပြက်စီသွားခဲ့တယ်။ခောင်ရံပြူကရုတ်တရက်အော်အော်ပြီး မြင်းဘွားထူးမောင်ကိုမြင်းတဲ့အခါကျမှအဘောမန်နဲ့အဆွက်နဲ့ရေအနှဲငယ်ကိုဆေလွတ်လိုက်တယ်ဆိုတာသဘောပေါက်သွားတယ်။ခေါင်းရဲ့ပြွာထူးမောင်ကိုကျေးဇူးတင်တဲ့အချင်းနဲ့ကြည့်နေတဲ့အချိန်ဒေါ်ကြီးညိုကသူ့ရဲ့ပြောင်းမှုဘက်ဆေးလိပ်ကြီးကိုခပ်ပြပြတစ်ချက်မှုတ်လိုက်တော့မြူးတွေရဲရဲနေအောင်ဆွဲနေတော့တယ်။အဲနောက်ဆေးလိပ်ကိုကြကြနန်းနောက်ဖွာရင်မြူးကုန်းငွေတွေကိုအနှဲငယ်စီမှုတ်ထုတ်လိုက်တယ်။ခေါင်းရဲ့ပြူစီကိုအတန်းလိုက်ထွက်ပေါ်လာတဲ့မြူးကမွေအဖြစ်ပြောင်းလဲသွားပြီးတော့မှစတင်တိုက်ခိုက်တော့တယ်။ ခေါင်ရမ်းဖြူနဲ့ရှောင်းရည်တိန်နဲ့မွေးကိုစက္ကနဲ့ဆုတ်ကလိုက်တော့အခုံးငွေတွေအပြည့်ပြောင်းလဲသွားပြန်တယ်။ဒီအခါမှာခေါင်ရမ်းဖြူကလက်ကိုဝှေ့ရမ်းပြီးသူ့ရဲ့လက်နက်ကိုထုတ်လိုက်တယ်။လက်နက်ကတခြားမဟုတ်ပဲရိုးရှင်းတဲ့ဝါကြုံလေးတစ်ခုပဲဖြစ်နေတယ်။တက်ဆိုးဝါဆိုတာကိုသိတဲ့ဒေါ်ကြီးညိုကအနေငယ်ထိတ်လောက်သွားပြီးတော့ခေါင်ရမ်းဖြူကိုအနည်းကမတိုက်ခိုက်တော့ပဲအဝေးကနေတိုက်ခိုက်တော့တယ်။ဒီလိုနဲ့ဒေါ်ကြီးညိုရဲ့ထူးဆန်းလာတဲ့မှော့ပြညာတွေနဲ့ ခေါင်ရဲဖြူရဲ့အလင်းလိုလှိမ့်မြန်တဲ့ပညာတို့အပြင်းထန်ရှင်ပြန်တက်ခိုက်ကြတယ်။ထူးမောင်ကတန်နေသားကိုကိုင်ရင်မိုးမောင်ရဲ့ကြောပေါ်ကဥဝင်စီကိုအပြေးလွှားသွားနေတယ်။ဥဝရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာလည်းဓာတ်နဲ့ရှင်တဲ့ဥကြလုံးတွေရှိနေတယ်။တဖြည်းဖြည်းနီးကပ်လာတဲ့အခါမှာတော့ဥဝင်ကိုတေချာမြင်ရတယ်။ဆရာစကားကိုနားမထောင်တဲ့ကောင်နဲ့အသက်ကိုကစားချင်တဲ့အပေါင်းသင်းတွေပဲ။ဟဲ့ကောင်နေအားလုံးပြန်ကြငါ့စိတ်မလာနဲ့။ဥဝရတန်ကျိုးခတ်ထားတဲ့ကြားကသူ့အတွက် အသက်ကိုစွန့်ပြီးလာရောက်ကတည်ကြတဲ့သူတွေကိုဒုက္ခမရောက်စေချင်တာကြောင့်အော်ဟစ်ပြောဆိုနေတယ်။ဥဝရဲ့စိတ်စိစနာကိုသိတဲ့ဆိုမဲ့ဒီအချိန်နဲ့ရောက်မှနောက်မဆုတ်ချင်တော့တဲ့အတွက်ထူးမောင်တိုးမြက်တိုးလာနေတယ်။နေလုံးကလည်းအနောက်ကိုတင်းလာပြီးမှအချိန်များများမကျန်တော့ဘူး။နေဝင်ချင်းဆိုရင်ဥဝရဲ့အသက်ကိုနှုတ်ယူလာပြီ။တချိန်ကရာစုမှုကြီးဥဝရဆွမ်းအားကြီးလို့တဲ့အတွက်ဥကြောင့်လောကသူ့ရဲ့ခုခံအားတွေကိုယော်နေအောင်အစီရင်နဲ့စီရင်ထားပြီးဖြစ်လေတယ်။ဒါပေမဲ့လည်းနေမဝင်မချင်း ဥမယာခုခံအားတွေကောင်းနေမှာမို့အသက်ကိုမနှုတ်နိုင်သေးဘူး။ဒီချိန်မြေအောက်ဖွဲရဲ့ကျေးစားတူဖြစ်တဲ့ဓာတ်နဲ့ရှေကျော်တရတဟုံတို့ပြေးလာပြီးသူ့ရဲ့ဓာတ်ကိုကင်လို့အထက်ကိုခုန်လိုက်တယ်။ထူးမောင်ကလည်းတန်နေဓာတ်ကိုဆက်မြောက်ပြီးတော့မြင်းကြီးမိုးမောင်ရဲ့ကြောပေါ်ကနေမတက်ထားရလိုက်တယ်။အန်နာမြင်းပေါ်ကနေလှမ်းခုန်ပြီးကြော်ထင်းကိုရေဆိုင်မှုအသိပြန်လိုက်တယ်။နှူဦးသားမြင်းပြေမို့ကိုမကြခင်မှာကြော်ထင်းကဓာတ်နဲ့ကိုထူးမောင်ရှိရစီကိုချိန်ရွယ်ပြီးပိုက်ချလိုက်တယ်။ တဦးနဲ့တဦးကွာဝဲတယ်ဆိုပေမဲ့ခေါက်ချက်ကပြေးထန်ပြီးတော့လေကိုခွေမြေထူးမောင်စီကိုဝင်လာခဲ့တယ်။ထူးမောင်လည်းဘက်လက်ဝါးကိုပိတ်တင်ပြီးပထဝီမန်းနဲ့အစောင်းကိုအသုံးပြုကမြို့ထုတဲ့တခုနဲ့သူ့ရဲ့အရှိကိုတားဆီးလိုက်လေတယ်။တဲမြေပြင်ကြီးကြွတ်တက်လာပြီးတော့မြေသားတွေကတောင်မို့တခုလုံးမွတ်မောက်လာခဲ့တယ်။ဒီနေ့နဲ့ဓာချက်ကိုကလိုက်တော့မြေဆိုင်ပြင်ကြီးကထပ်ပိုင်းပြတ်ထွက်သွားခဲ့တယ်။မြေသားအပိုင်းကြီးနှစ်ခုကြားနေကြော်ထင်းကဓာတ်နောက်ကိုသုံးပြီးထပ်မံခုတ်ပိုင်းလာတာကြောင့်ထူးမောင်ကတန်စီဓာတ်နဲ့ခုခံပြီး နှစ်ဦးသားမြေပြင်ပေါ်မှာရက်လက်ကျလာတယ်။အဲနောက်နှစ်ဦးသားဓာတ်ကိုစီရွယ်လို့ခုတ်ချလိုက်တဲ့အခါမှာကိုဌာနာတန်သေးဓာတ်နဲ့ဓာတ်နဲ့တို့ထိခိုက်မှုဟာအပြင်းနဲ့လှိုင်းတွေဖြစ်ပေါ်သွားပြီးအနည်းမှရှိတဲ့ရန်သူတွေတောင်မှလဲကျသွားခဲ့တယ်။အဲနောက်မှာတော့ထူမောင်ကဥတန်ငယ်တင်ကြားပေးတဲ့ဓာတ်ရေးပညာကို အသုံးချပြီးတော့တိုက်ခိုက်ခဲ့ပေမဲ့လည်းအင်အားကအစမတားကွာလုံးနေတယ်။ထူးမောင်ကမန္တန်ဆွဲအားတွေကိုအတုံးပြူနာပေမဲ့လေတိုက်ပွဲများစွာကြုံခဲ့ရတာကတည်းက အစိမ့်မိထားတာကတကြောင်ကြောင်းထင်းတယ်လို့အသုံးမပြုနိုင်အောင်တစ်ချက်မှာတော့ထူးမောင်ရဲ့ခုတ်အားကြော်ထင်းလို့အစိမ့်မြိတ်ဓာသမားတော်မှနောက်ဝါးတပြက်ကအထီးဆုတ်သွားအောင်ခုတ်လိုက်နိုင်ခဲ့တယ်ဒီခိုက်မှာဥဝင်ဘေးရရက်ခမဲဦးကြလုံးကကြော်ထင်းနဲ့ထူးမောင်တို့တိုက်ပွဲကိုဥတီလာနေတဲ့အတွက်အာလုံးစိုးရိမ်သွားခဲ့တယ်နေဝင်ချိန်ကလည်းနီးကပ်လာပြီမို့တောက်ပွဲကိုအမြဲအဆုံးဖြတ်ပေးဖို့ကြိုးပမ်းလိုက်ကြတယ်။အဲဒီခဏမှပဲအဖြိုးအနီအနက်ဆက်ကြောတုံးချောင်းနဲ့အတူတူဝင်လာတဲ့ လက်ဝဲကိုင်းသားသုံးကျိုးရှင်တာတင်းကိုဦးတန်ငယ်ကသူ့ရဲ့ဓာကြီးနဲ့အောက်ကိုလွှဲပန်းလိုက်တာကိုတွေ့ရတယ်။စကြောသုံးချောင်းနဲ့အတူသုံးကျိုးရှင်တာတင်းရဲ့ခေါင်းကထပ်ပန်းပြတ်သွားတဲ့အတွက်ရန်တစ်ခုအေးသွားခဲ့တယ်။ဒါပေမဲ့လည်းတာတင်းနဲ့အတူတူလာတဲ့ဖုတ်ရစာမတ်တက်ထရက်ပြီးတော့သူထိုင်နေတဲ့ကောင်တာလောက်ပေါ်မှာတန်ငယ်ဆိုတဲ့အမည်တစ်ခုကိုရေးလိုက်တယ်။ဒါကိုမြင်တဲ့အခါမှာတော့ဖုတ်ရစာတာတင်းကိုဦးတန်ငယ်ကပြင်းဝင်တိုက်ခိုက်တယ်ဆိုပေမဲ့ကောင်တာလောက်အတွင်းဝင်ရောက်ပြောက်ကွယ်သွားခဲ့တယ်။ ခဏအကြာမှာတော့ခေါက်ပြက်တဲ့သူကလွဲလို့တောက်ပွဲအတွင်းတည်ဆုံးကြပြီဖြစ်တဲ့အလောင်းကောင်တွေကလှုပ်ရှားလာပြီးဖုတ်ဝင်သလို အပြုတ်မှုတွေနဲ့ကျောင်းမဖွဲကောင်းအောင်တိုက်ခိုက်တော့တယ်ဖုတ်ရစားဘလို့မှရှာမတွေ့တော့ပဲဖုတ်ကောင်နေတဲ့သားခြံထားခဲ့ပြီးထွက်ပြေးသွားပြီဖြစ်ကြောင်းခောင်ရက်ဖြူကလှမ်းပြီးတရိပ်ပေးလိုက်တယ်အဲနောက်မှာတော့ခောင်ရက်ဖြူကဒေါ်ကြီးညိုနဲ့တိုက်ခတ်နေဒေါ်ကြီးညိုကနောက်ဆုံးတိုက်ွက်ကိုထုတ်သုံးတော့တယ်ဒေါ်ကြီးညိုရဲ့ခန္ဓာကိုယ်ကကြီးကဲအဖြစ်ပြောင်းသွားပြီးတော့ အကောင်တရာခန့်ပွားသွားခဲ့လေတယ်။ဒီကခေါင်ရည်ဖြူကိုဝိုင်းမီတက်ခိုက်ကြတယ်။ခေါင်ရည်ဖြူရဲ့လက်ကနေလဲအလင်းလုံးကြီးတစ်ခု ပေါ်လာပြီးတော့ကြည့်မိကြတဲ့သူတွေကမျက်လုံးမခံမရက်နာအောင်ဖြစ်စီတယ်။ဒီနည်းနဲ့ကြီးကန့်တွေရဲ့ရံကိုခဏကောက်ွက်ထားလိုက်တယ်။ကြီးကန့်တွေကပြေးထန်တဲ့အလင်းကအောင်မခံနိုင်မှတိတဲ့အတွက်ခေါင်ရည်ဖြူကအစွမ်းကုန်တုံးလိုက်တာကြောင့်ပဝဲကြီးတစ်ခုလုံးကတိုက်ပွဲတွေခဏရက်သွားတဲ့အချိန်လင်းထိပ်သွားခဲ့တယ်။အဲ့ဒီအလင်းကအပူလိုက်တစ်ခုဖြစ်နေပြီးတော့ ကြည်ကအလုံးကိုထပ်ပြေးသွားစေတဲ့ဆိုပေမဲ့မပြေးပဲကြက်နေခဲ့တဲ့တကောင်ကို မြင်လိုက်ရတာကြောင့်သူ့ရဲ့တန်ဆူဝါအချုံကိုပြစ်ဆက်လိုက်တယ်။ဒီကောင်မှာဒေါ်ကြီးညိုကလက်ပြွန်းကိုဝါချော်တက်လက်ဆိုက်ပြီးပြက်ကျလာခဲ့တယ်။ဦးသက်ကန်းနဲ့ခေါင်ရမ်းဖြူတို့ကဦးသောမကိုကြည့်လိုက်တော့နှစ်ယောက်တစ်ယောက်တိုက်ခတ်နေတာကိုတွေ့လိုက်ရတာကြောင့်ဝင်ရောက်ကူညီဖို့သွားလိုက်ကြတယ်။သူတို့နှုတ်မရောက်ခဲ့အချိန်မှပဲဦးသောမရဲ့ခန္ဓာကိုယ်ကပျောက်ကွယ်သွားခဲ့တယ်။အဲနောက်ငကားနေငကားနဲ့တို့ရဲ့ဦးကောင်းနေ စစ်စစ်ညက်ညက်တီအောင်ထုရခံရပြီးမှဦးတော်မမြေပြင်မှာဒူးထောက်ရတာပြန်ပေါ်လာခဲ့တယ်။ဒီတိုက်ကွက်ကစောအားကိုတုံးရတာကိုသိတာကြောင့်ဦးတန်ငယ်နဲ့ခောင်ရင်ဖြူတော့စိုးရိမ်ပြီးပြေးကူမလို့လှုပ်တယ်ဆိုပေမဲ့ဦးတော်မထူးမောင်ကိုလက်ညှိုးထုတ်ပြလိုက်တယ်။ထူးမောင်စီကိုလာနေတဲ့ဂိုင်းဆောင်ဘလူးမင်းဦးကြလုံးကခောင်ရင်ဖြူကိုယ်တိုင်ရှောင်းတိန်ကြရတဲ့အချိန်အစွမ်းထက်လာတဲ့အတွက်အားလုံးစိုးရိမ်နေကြတယ်။ဒီအချိန်မှာပဲဖောက်ကောင်တွေကထူးဆန်းတဲ့အပြုတ်မှုနဲ့တဏှာကိုဥတီသွားနေတာကိုတွေ့လိုက်ရပြန်တယ်။ ပရိသတ်များရှေ့မန်းနဲ့ထူးမောင်နဲ့ဓာတ်နဲ့ရှင်ကြော့ထေဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီအောင် ကျေးဇူးအထူးပဲတည်ရှိသလား။စာရေးဆရာမင်းဟိန်ခဲအောက်သာတီပါ့ကိုလည်းကျေးဇူးအထူးပဲတည်ရှိပါရရှေ့။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။